ါခင်ဗျာဒီကနေ့မေလ25ရက်နေ့တနင်္လာနေ့မှာထွက်ရှိလာတဲ့သတင်းစာတွေဂျာနယ်တွေထဲကပြည်တိုက်စစ်ဝင်စားတဲ့သတင်းတွေကောင်းလို့ဖတ်ကြားပေးမယ့်အစီအစဉ်ပထမပိုင်းဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်ထွန်းထွန်းသိမ့်နေသူကျွန်တော်လင်းဆောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုနေစေသတင်းစာတွေရတဲ့မြန်မြန်ဆိုင်ထွက်လာတဲ့ဗာသတင်းတွေများတွေ့ရတယ်ခင်ဗျာအထူးဟုတ်ကဲ့ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့သတင်းကောင်းစဉ်တွေကတော့ weekly 11ပေါ့နော်ဂျာနယ်ထဲမှာပါတဲ့သမိုင်းနိုင်အကြီးအမားဆုံးလိန်လယ်မှုသို့မဟုတ်1990ပြည့်နှစ်ရွေးကောက်ပွဲ25နှစ်ပြည့်ပြီဆိုတဲ့သတင်းနဲ့7 day နေ့စဉ်သတင်းစာမှာပါတဲ့ လေစီဒုက္ခသည်အများစုသည်ဘင်္ဂလားဒေ့ရှ်မှတရားမဝင်လုပ်သားများဖြစ်တယ်လို့ဩစတြေးလျကပြောကြားတဲ့ဆိုတဲ့သတင်းနဲ့စံတော်ချိန်နေ့စဉ်သတင်းစာမှာပါတဲ့အမျိုးသားပညာရေးဥပဒေမှာကျောင်းသားသမဂ္ဂကိုယ်စားလှယ်အသုံးနှုန်းတာလိုလားတယ်လို့ဆိုတဲ့သတင်းတွေကဒီနေ့ထွက်စီလာတဲ့သတင်းစာနဲ့ဂျာနယ်တွေမှာခေါင်းစည်းဖြစ်တွေ့ရတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့သတင်းတွေကအခုလိုစုံစုံလင်းလင်းပဲခင်ဗျာကျွန်တော်ကတော့ voice မှာပါတဲ့ဒီအိဒါအာဘော်လေးတစ်ခုကိုအရင်ဖတ်ပြခြင်းနဲ့ခင်ဗျာသူရေးထားတာကစောက်လုံချင်းနဲ့ဖြက်စီးခြင်းဆိုပြီးတော့ဒီမှာရေးထားတယ် ြပြင်းပြောင်းလဲရေးတွေနဲ့အတူတွေစောက်လို့ရေးလိုင်းလုံးကြီးရိုက်ခတ်လာပြီးဖြစ်ရတဲ့စောက်လို့ချင်းကဖြတ်စည်းခြင်းဖြစ်မှတော့အထူးသတိထားစေလိုပါလေတဲ့အထူးသဖြင့်စီးပွားရေးမြို့တော်ရန်ကုန်မြို့ရဲ့ကောင်းကင်ရန်ကိုစောက်လို့ရေးလုပ်ငန်းခွင်ကြီးတွေရဲ့တာဝါကရိန်းတွေကကြီးဆိုးလာပြီးဖြစ်ရတဲ့နောက်အစားထိုးလို့မရတဲ့အမွေအနှစ်တွေကိုစောက်လို့ချင်းဟူတဲ့ခေါင်းစဉ်အောင်မှာဖြတ်စည်းပစ်လိုက်မိကိုစိုးရင်ရပါလေတဲ့မလုတ်တက်ရင်အစ်စ်စောက်တိုက်တိုင်းတန်မိုးတက်မသွားပဲတဲ့ရှင်ရင်ဆွဲတန်မိုးကိုပင်ပျက်စီးစေတတ်တဲ့သဘောဖြစ်ပါလေတဲ့ တရုတ်ပြည်တို့တမလနိုင်ငံမြို့ကြီးတွေကလက်သက်ဆန်းလူတွေရဲ့လက်စာမိသွားပြီတဲ့ဖြစ်ပါတယ်တဲ့ပြည်ထောင်နိုင်ငံပဲရစ်မှာဆောက်လုပ်ခင်မရဒီပဲရစ်မှာဆောက်လုပ်ခင်မရတဲ့ထူပေဆန်းပေဘီတုကလက်ရာတွေကိုဘေကျင်းရှန်ဟိုင်းတို့မှာလက်လုစပွဲဆောက်ခွင့်ရသွားကြပါတယ်တဲ့အထူးထူးဆန်းဆန်းအဆောက်အုံကြီးတွေဖြစ်ုံကလွဲပြီးအနီးနားမှာရှိတဲ့အဆောက်အုံပတ်ဝန်းကျင်တို့နဲ့လုံးဝမအဆက်တာကိုတွေ့ရပါတယ်တဲ့ဒီရန်ကုန်မြို့တော်ရဲ့ဇယိုက်လက္ခဏာရှေ့အမွေအနစ်တွေကိုမြမအမွေအနစ်ဖြစ်စေကိုလိုနီအမွေအနစ်ဖြစ်စေထိန်းသိမ်းထားရပါမယ်တဲ့ ဒါကမြန်မာတို့ရဲ့ကိုယ်ပိုင်ဖြစ်ပါတယ်တဲ့အထက်မြင့်တိုက်တွေအင်ယာတွေလက်ညှိုးထိုးမလွှဲအောင်ပေါ်လာမည်ဖြစ်တော့လေရန်ကုန်မြို့ကြီးအမှတ်လက္ခဏာဖြစ်တဲ့စူးတွေနဲ့ရွှေရကုံစီရီတို့မြတ်တို့ကိုဒါအစားထိုးလို့မရနိုင်ပါဘူးတဲ့အစ်စ်တိုင်းအဟောင်းတဲ့ကောင်းမြင်မဟုတ်ပါဘူးစောက်လို့ချင်းကဖျက်ဆီးခြင်းကိုနာမည်လွှဲထားခြင်းမဖြစ်ဖို့လိုပါလေဆိုပြီးတော့ဒါ device editor ဘက်ကတုံးတက်ထားတာမြတ်မကြာမီကလည်းကျွန်တော်တို့ရွှေရကုံစီရီတို့ကြီးအနီးမှာဒီစောင့်နေတဲ့ဒီ imminent ကြီးမားတဲ့အင်ယာစီမံကိန်းတစ်ခုကြောင့်ရွှေရကုံစီရီတို့ရဲ့ မိသားနှင်းကြမှုကိုဒါဖြစ်စေနိုင်တယ်ဆိုပြီးပညာပညာရှင်တို့ကလည်းထောက်ပြဝေဖန်တဲ့ဆွေးနွေးပွဲလေးလုပ်ခဲ့တာကိုတွေ့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆော်လိုတိုင်းအသိမဖြစ်ဘူးအသိမဖြစ်ဘူးဒါဖြစ်စေတဲ့ဖြစ်ကြောင့်ဖြစ်နိုင်တယ်ဆိုတော့အဲဒီဆိုပြီးတော့ဒီတော့ပေါ်ထောက်ပြဟုတ်ကဲ့ကျွန်တော်တို့ဒီ daily 11မှာနော်နေ့စဉ်သတင်းစာမှာပါတဲ့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့သတင်းတပုတ်ရွေးချယ်ထားပါတယ်ပြီးခဲ့တဲ့ဗန်ဒန်နှင့်အတွင်းကလှုပ်ဆောင်ရန်တင်ပြ၍ဗန်ဒန်ငွေတောင်းခံခဲ့တဲ့စီမံကိန်းများအနက်မှာဆော်လိုရေးဆိုင်ရာစီမံကိန်း1299ခုကိုမြို့နယ်ပေါင်း103ခုမှာတဲ့ NLD ကစောင့်ကြည့်ရာ22ရာခိုင်နှုန်းသာပြည့်စည်ပြီး စီမံကိန်းတန်ဖိုးကြီးမားတဲ့20နေရာခိုင်နှုန်းမှာလုပ်ငန်းဆောင်ရွက်ခြင်းမရှိကြောင်းတွေးစီရတဲ့စစ်တမ်းတစ်ခုဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဗန္ဒန်နှစ်ဖြစ်တဲ့2014-2015ဗန္ဒန်နှစ်မှာပြည်တော်စုလွတ်တော်သို့တက်ဆိုင်ရာဝန်ကြီးဌာနများကလုံဆောင်ရန်တင်ပြခဲ့သည့်စီမံကိန်းများအနေနဲ့မြင်းသားထင်သာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းများကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ငံတော်ဝန်ရှိမြို့နယ်ပေါင်း103ခုမှစီမံကိန်း1299ခုကိုစောင့်ကြည့်ခဲ့ရာစီမံကိန်းများအနေနဲ့22ရာခိုင်နှုန်းသာပြည့်စုံမှုတွေးဆရပြီး စီမံကိန်းတန်ဖိုးကြီးမားတဲ့လုပ်ငန်းပေါင်း20နေရာခန့်တို့မှာလုံဆောင်ခြင်းမရှိကြောင်းမေလ20နေ့နေ့ကပြုလုပ်တဲ့မြန်မာနိုင်ငံရဲ့2015-2016ဘာနာနှစ်ရာသုံးမှန်းချိန်ငွေစင်းရဲ့နောက်ဆက်တွဲစကားဝိုင်းဆွေးနွေးပွဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်စီဝါရေးကော်မတီဝင်ဦးမင်းခင်ကထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဇီဒီပန်မှောက်နေတဲ့ဘတ်ဂျက်ဟုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကတင်စားခဲ့တဲ့မြန်မာနိုင်ငံရဲ့ရာသုံးမှန်းချိန်စင်ရင်သုံးဆွဲမှုမှာခြားစားမှုများရှိနေကြောင်း ပညာရှင်များနဲ့ပြည်သူအသီးသီးကဝေဖန်နေပြီးမြန်မာနိုင်ငံရဲ့ဘတ်ဂျက်ပွင့်လင်းမြင်သာမှုမှာလည်းအဆိုးဆုံးအခြေအနေမှာရှိတယ်လို့ဟိုဒီဟွာပေါ့နော်အမျိုးသားလွတ်တော်ဥက္ကဋ္ဌအောင်မြင့်ရဲ့စကားကိုကိုးကားပြီးတော့ဒီအလဲပေးမှာဖော်ပြထားတာတွေ့ရပါတယ်။မြင်သာထင်သာရှိတဲ့တရားတို့လမ်းတို့အဆောက်အုံတို့ပဲကြည့်နိုင်တယ်။ကျန်တာတွေကအုပ်ချုပ်ရေးပိုင်းကပါဝင်မှရမယ်။ဒီလိုလေ့လာတော့အမှန်တကယ်လှုပ်ဆောင်တာ20နေရာခန့်တော့ပဲပြီးပြီ။လှုပ်ဆောင်နေတဲ့လှုပ်ဆောင်နေတဲ့စီမံကိန်းက96ရာခန့်တော့ရှိတယ်။လုံးဝကိုမလောက်တာက20နေရာခန့်တော့ရှိတယ်လို့ဦးမင်းခင်ကဒီ စီစဉ်နေမှာပေါ့နော်ထည့်သွင်းပြီးတော့သုံးသပ်ပြောဆိုထားတာတွေ့ရပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလေ့လာခဲ့တဲ့စီမံကိန်း1299ခုရဲ့စုစုပေါင်းဆောက်လုပ်မှုကုန်ကျစရိတ်မှာကျပ်ဘီလီယံ350ပြည့်ရှိနေပြီးမလုံဆောင်သည့်စီမံကိန်းတန်ဖိုးစုစုပေါင်းမှာကျပ်198ဘီလီယံဖြစ်နေသည့်အတွက်စီမံကိန်းပမာဏကြီးမားတဲ့လုပ်ငန်းများကိုမလုံဆောင်တော့တဲ့ကဲ့သို့ဖြစ်နေကြောင်းဦးမင်းခင်ကသုံးသပ်ပြောဆိုထားပါတယ်မြန်မာနိုင်ငံရဲ့ဘတ်ဂျက်အသုံးစရိတ်များနဲ့ပတ်သက်၍ဝန်ကြီးဌာနများကပုံမတော်တောင်းခံခြင်း တောင်းခံထားသည့်စီမံကိန်းများကိုအမှန်တကယ်လုံဆောင်မှုမရှိခြင်းစသည့်ဖြစ်ရပ်များနဲ့ကြုံတွေ့နေရကြောင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မှစပူတိမျိုးနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒမင်းကဒီဆွေးနွေးပွဲမှာပေါ့နော်ထည့်သွင်းပြီးတော့ဟိုပြောဆိုထားတာကိုလည်းထည့်သွင်းပြီးတော့ဒီမှာပြောပြထားပါတယ်အစိုးရတည်းရဲ့နောက်ဆုံးဗန်ဒန်ငွေစီမံခန့်ခွဲရမယ်2015-2016ဗန်ဒန်နေ့ရဲ့ဘတ်ဂျက်လုံငွေသည်အစိုးရတည်းတက်တန်းတစ်ချောင်းမှာအများဆုံးဖြစ်နေပြီးတော့ငွေကျပ်ဘီလီယံပေါင်း3600ကျော်အထိဖြစ်ပေါ်နေတယ်လို့လည်းဒီအလဲပင်းမှာပေါ့နော်ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ ဒါကတော့ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစစ်တမ်းကောက်ထားတဲ့အချက်လက်တွေကိုအချက်လက်တွေပေါ့ခင်ဗျာဟုတ်ပြီ။မြန်မာပြည်တော်ရေးရတာပေါ့လေကျွန်တော်တို့ဒီတိုင်းကလုံးကဆောက်လုပ်ရေးလုပ်ငန်းခွင့်တော်တော်များများကဒီလုပ်ငန်းလုပ်ငန်းချင်းမရှိတာကိုတွေ့ရတဲ့သဘောပေါ့ဟုတ်ပြီခင်ဗျာ။တချို့ဆိုရင်ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းခွင့်အတွက်ဆိုပြီးတော့ဒီအင်ချိုင်မြေအသိမ်းခံရတာလေလေယာဉ်မြေအသိမ်းခံရတာလေတော်တော်များများတွေ့ရတယ်ပြတော့တို့ကိုယ်တိုင်ကရောကြီးလုံးလုံးတော့မရတာမျိုးတွေလည်းဒီဖြစ်စဉ်တော်တော်များများအခုအချိန်ထိဖြစ်ပေါ်နေတော့တွေ့ရတယ်ခင်ဗျဟုတ်ကဲ့ဟိုအနည်းချက်ပြောရရင်တော့ထင်းသားမြန်သားကြီးရဲ့အဆောင်ကြီးတော့မှတကယ်မလုပ်ဘူးဆိုတော့တကယ်မလုပ်တော့တကယ်မလုပ်တဲ့အသေးဖွာလေးတွေဆိုရင်ကျွန်တော်တို့ ဒီထက်များပါတယ်เนาะโอเคครับကျွန်တော်ကဒီ voice မှာပါပဲပါတဲ့ဒီကျွန်တော်တို့မကြာမီចောင်းဖွင့်တော့မယ်ယာဒီအတွက်ဒါသတိထားတဲ့နယ်တိုင်းတစ်ခုပါခင်ဗျာအဲ့ဒါလေးဖတ်ပြခြင်းပါတယ်ចောင်းအချိန်မှာတဲ့အပေါ်ငွေកောက်ခံကတိကျစွာတိုင်ကြားဖို့လိုပါလေတဲ့ကျွန်တော်တို့ចောင်းအချိန်မှာပတ်စံပူကောင်းလို့ရှိရင်ဒါတိကျကြတိုင်ကြားဖို့လိုလဲဆိုတဲ့တဲ့မှာဒီចောင်းအနန်ချိန်မှာတဲ့အခြေခံပညာចောင်းတွေကအပေါ်ငွေកောက်ခံပါကတဲ့တိကျစွာတိုင်ကြားရန်လိုအပ်တယ်ဆိုပြီးတော့ကျွန်တော်တို့တင်းနေတာကြီးတိုင်းဒေတာကြီးပညာရေးညွန်ကြားရေးမှုယုံကနေသိရပါလေဆိုပြီးဤတာတဲ့သူငယ်တန်းကနေ၁၀တန်းအထိအခမဲ့ပညာရေးစနစ်ဖြစ်တဲ့တဲ့ចောင်းအနန်ရမှာ မြေကြီးအခကျင်းဝင်မှာပေးစရာမလိုအပ်ကြောင်းအထက်ပါညွန်ကြားရေးမှူးကပြောလေတဲ့ဒီတနင်္လာတိုင်းညွန်ကြားရေးမှူးကပြောလေဆိုရေးထားတယ်ဒီမှာကျွန်တော်တို့တနင်္လာတိုင်းညွန်ကြားရေးမှူးပေါ်လေဒီပညာရေးညွန်ကြားရေးမှူးဦးထွန်းကြီးကဗာပြောလေဆိုလို့တကယ်လို့ပတ်စံကောင်းရင်တိုင်နဲ့အတူအနေနဲ့နာမည်မှတ်ပုံတင်နေတဲ့ကွတိတိကျကျတိုင်ဖို့လိုပါတယ်တဲ့တိုင်တဲ့အပေါ်မှာတေချာစစ်ဆေးပြီးပုံရင်ပေါ်တော့အရေးယူမယ်ဆိုပြီးသူကပြောလာတယ်ကိုကြီးအချက်အလက်တွေကိုတော့တောင်းမီတိုင်ကြရန်ပြောခြင်းဖြစ်ပါတယ်တဲ့ချင်းချောက်တဲ့သဘောပါနေပြီးចောင်းသားမိဘအတော်များများကចောင်းသူចောင်းသားတွေရဲ့ ပညာရေးကိုငဲ့ပြီးတိုင်မီမဟုတ်ဟုထဝဲအထက်ကတစ်ကဒါចောင်းသားမျိုးပါဆရာတူကလည်းပြောထားတယ်အခုနှစ်မှာလည်းသူငယ်တန်းကနေ၁၀တန်းအထိအခမဲ့ပညာရေးစနစ်ဖြစ်တဲ့အပြင်နဲ့မူလာတန်းចောင်းသားចောင်းလူတွေအားလုံးကိုចောင်းဝစ်စုံတစုံစီနဲ့ဗလာစာဟု၆ဥစီထောက်ပံ့ပေးရမယ်ဖြစ်ကြောင်းတိုင်းနေတာကြီးပညာရေးမှုယုံကနေဒါသိရတယ်ဆိုပြီးတော့ဒါ voice ကရေးထားတဲ့တင်ဖြစ်ပါတယ်ခုမကြိုက်ဘူးကျွန်တော်တို့ចောင်းဖွင့်ရဒီကာလရောက်တော့မယ်ဒါပညာရေးဝန်ကြီးဌာနကနေပေါ်ဆောင်မယ်သူငယ်တန်းကနေကျွန်တော်တို့ဒီ တက်ကလိုဝန်ထမ်း၁၀တန်းအထိပေါ့လေအခမဲ့ပညာရေးစနစ်ဖြစ်တဲ့အပြင်ကျွန်တော်တို့ဒီကျောင်းလူကျောင်းသားတွေကိုကျောင်းဝတ်စုံတစုံစီနဲ့ဗလာစာအုပ်၆ခုလည်းဒါထောက်ပံ့ဖို့လည်းဒါဆုံးဖြတ်ထားတာဖြစ်ပေမဲ့တချို့ကျောင်းတွေမှာဒီအခကျင်းဝင်ကောက်ခံတာမျိုးရှိလို့ရှိရင်ဒါတိုင်ကြားနိုင်တယ်ဆိုတဲ့သတင်းလေးပါခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒီဟာဖန်ရင်းပေါ့နော်တတိယတော်တစ်ခုရှိတယ်ဒီကြောင်းရဲ့ချိန်မှာမဟုတ်ပါဘူးခင်ဗျာဟိုကျွန်တော်တို့ဒီ passport ကိုရုံးလုပ်တဲ့နေရာမှာလဲပေါ့နော်အပြင်မှာတော့သူတို့ဒီအဝင်ရေးထားတယ်ဘလောက်ဘလောက်ပေါ့အတွင်းထဲမှာတကယ်ကိုကောက်နေတာလေကျွန်တော်တို့အများကြီးပါခင်ဗျာဟုတ် ရေးတာနိုင်ငံမှာရေးထားတဲ့စာနဲ့ပြောင်းပြန်ဖြစ်နေတာမျိုးတချို့ဌာနတွေမှာတွေ့ရတယ်။နှစ်ပေါင်းပဲပဲပုံရမယ်ဟာ၄ပေါင်း၅ပေါင်းထိကုန်နေရတာပေါ့။ဟုတ်ကဲ့ခင်ဗျာ။ဟာလေးလေးစီပါခင်ဗျာ။ဟုတ်ကဲ့။ကျွန်တော်တို့ဒီပထမအစီပိုင်းမှာပေါ့နော်။ဒီ daily 11နေ့စဉ်သတင်းစာမှာပါတဲ့ကတ်တွန်းတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်။ကတ်တွန်းဆရာတီဟပေါ့နော်။စကန်သစ်ဟိုပေါ်ဆောင်ထားတဲ့ကတ်တွန်းလေးပါ။ဒီလွတ်တော်ဟွာပေါ့ခေါင်းပေါင်းကြီးနှစ်ယောက်ပေါင်းတဲ့လူနဲ့ပေါ့နော်။အဲပြောတဲ့စကားကိုတာမန်အပြင်ကလူတယောက်ကနားထောင်နေရပုံလေးပါခင်ဗျာဟုတ်။ဘာပြောထားလဲဆိုတော့ကျေးဇူးရှင်ဖြစ်ချင်ရယ်လွယ်လွယ်လေးရယ်အရင်ဆုံးဒုက္ခရောက်အောင်လှုပ်လိုက် ပြီးမှဝင်ခင်လိုက်ဒါဆိုရင်ရေးစွရှင်ဖြစ်သွားပြီဆိုတော့ကတ်တုန်းလေးပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒီကတ်တုန်းလေးကိုသူရတော့အခုတော်တော်ကျွန်တော်တို့ဒီဖုံးတုံးဆွဲတဲ့ပြီလို့တော်တော်များများကိုဒီအခွန်900ကျွန်တော်ကောက်မယ်ဆိုတော့ကိစ္စလေးပေါ်လာလေပေါ့လေအဲ့ဒါကိုပြီးတော့လွတ်တော်မှာပြောင်းဆိုင်းငံ့ပြီးတော့အစိုးအရေးကြီးအစိုးပြန်ပြီးတော့တင်သွင်းတာတွေ့ရတာကျွန်တော်တို့ဒီကျေးဇူးရှင်အသင်ခံခြင်းတဲ့အတွက်ဒုက္ခရအောင်လုပ်ပြီးမှဒါကျေးဇူးရှင် ပြန်ခံယူတဲ့ပုံစံမျိုးငချင်းစီနဲ့ငချင်းပြန်ကြိုးပြီးနှစ်ချက်ကွက်လောက်တော့ငချက်ကွက်နေမိတာကိုကတော့ဆရာတေရောထားတဲ့ပုံစံမျိုးတွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ဆောပါပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီကာတွန်းလေးနဲ့ပဲနေ့စဉ်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်တပ်စိတ်ဝင်စားတဲ့သတင်းတွေကာတွန်းတွေကောက်လို့ဖတ်ကြားပေးတဲ့အစီအစဉ်ပထမပိုင်းပြီးဆုံးပါပြီ DBB ကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်စီပါတယ်ခင်ဗျာ